မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဓမ္မတချမ်းထဲကစိတ်ဝင်စားစရာအပိုင်းတစ်ခုရှင်ယောဟန်ဩဝါဒစာတတိယဆောင်ကိုအတူတူလေ့လာကြည့်ကြရအောင်လားဟုတ်ကဲ့မင်္ဂလာပါကျမတို့ဒီနေ့ဆွေးနွေးမှုအတွက်အခြေခံတဲ့အချက်လက်တွေကတော့ The Wise Believers ကနေပြည့်စုံထားတာပါဒီစာကတော်တော်လေးဆိုပေမဲ့အလေးဟုတ်ပါတယ်တော်ပေမဲ့အနစ်ပါပါတယ်อืมအထက်မှာပါတဲ့ပုံကိုယ်တွေတို့ရဲ့ ဟိုကွဲပြားတဲ့လွတ်ဆောင်ချက်တွေကနေဒီနေ့ကျမတို့အတွက်တကယ်ကိုတန်ဖိုးရှိတဲ့တင်ကန်းစာတွေထုတ်ယူဖို့ရွေးချက်ပါတယ်။မှန်ပါတယ်။ဒါတော်ရီပုတ်ကိုရေးဆန်တဲ့စာရဆောင်လို့ပြောလို့ရတယ်။ရှေးဦးအတင်းတော်ရဲ့အဲလက်တွေ့ဘဝထဲကိုတစ်ချက်လမ်းကြည့်လိုက်တာတို့ပဲ။ဟုတ်ကဲ့။အဲ့ဝီဖြူချင်းကဘလောက်အေးပါလဲ။ခေါင်းဆောင်မှုပုံစံတွေကဘလောက်အယုတ်တရောက်လဲ။အထူးသဖြင့်ပေါ့နော်။တမတရားကိုလက်တွေ့ချင်းတုံးတာထောက်ပံ့တာအဲ့ဒီကိစ္စတွေကိုထီးတွေ့ထားတယ်။อืมပြီးနေတော့ပဲဗျာ။ဟုတ်ပါတယ်။ ကဲပထမဆုံးပုဂ္ဂိုလ်ဂါရွေကြောင့်လည်းဆောက်လိုက်ကြရအောင်စာရေးသူကသူ့ကိုယ်သူအကြီးကဲလို့ပဲယဉ်ညွန်းပြီးတော့ဂါရွေလို့ခေါ်တဲ့သူစီဒီစာကိုရေးခဲ့တာနော်ဟုတ်ပါတယ်အဖွဲ့မှကလေးကတတိသားမိတာကအရန်နှွေးထွေးတဲ့ဆူတောင်းချက်နဲ့စတာတယ်တင်ဤစိတ်ဝိညာဉ်တန်ကောင်းစားတဲ့ကဲသူတင်ဒီအရန်ရာနဲ့ကောင်းစားခြင်းနဲ့ကြမ်းမာခြင်းရှိစေခြင်းကငါဆူတောင်းရေးတဲ့အင်းအဲ့ဒါတွေကတကယ်ကောင်းတယ်ဟုတ်ကဲ့ ဝိညာဉ်ရေးရကောင်းစားမှုနဲ့ဘဝရဲ့ထခြားကောင်းစားမှုကြမ္မာမှုတွေကိုချိတ်ဆက်ထားပုံကစိတ်ဝင်စားစရာပဲအဲ့ဒီအချက်ကတကယ်အတိတ်ပဲရှိပါတယ်ဂါယူရဲ့ဝိညာဉ်ရေးကခိုင်မာမှုပေါ့သူကတမာတရားထဲမှာရှောင်ရဲနေတယ်ဆိုတဲ့သတင်းကြရလို့ရှင်ယောဟန်ကอืมအယံဝါမြောက်ခဲ့တာဟုတ်ငါသားသမီးတို့သည်တမာတရားနိုင်ကျင်လည်သည်ဟုကြားသိရခြင်းထက်တာ၍ဝါမြောက်เสียရအကြောင်းငါနိုင်မရှိဆိုပြီးတော့ပြောထားတယ်နိတော်ပဲဝမ်းတာတာပေါ့နော်ဟုတ်တယ်ဒီဝမ်းမြောက်မှုက ဂါယုရဲ့နောက်ထပ်လွတ်ဆောင်ချက်တစ်ခုနဲ့တိုက်ရိုက်ဆက်စပ်နေပြန်ရောအဲ့ဒါကတော့ခီးသွာတမအမှုဆောင်တွေကိုသူကူညီထောက်ပံ့ခဲ့တာပဲ။အော်အဲ့ဒီခီးသွာတမအမှုဆောင်တွေဆိုတာကဘလို့လူမျိုးတွေလဲသူတို့ကိုထောက်ပံ့တာကဘာကြောင့်အဲ့လိုတောင်းအရေးကြီးခဲ့တာပါလဲ။သူတို့ကအတင်းတော်တွေကြာသွားလာပြီးတော့တရင်စကားဟောပြောတုံ့တန်တဲ့သူတွေပေါ့။အရေးကြီးတာကသူတို့ဟာနာမတော်အထွက်ပဲထွက်သွားကြတာ ဆိုတော့အတင်းတော်ပြင်မတ်ကအထွတ်အပြည့်မယုံကြည်သူတွေစီကအထောက်အပံ့ကိုမယူကြဘူး။အော်ဟုတ်ကဲ့။ဒါကြောင့်သူတို့ရဲ့လူအချက်တွေကိုဂါယူလို့ယုံကြည်သူတွေကဖစ်စည်းပေးဖို့လိုအပ်ခဲ့တာ။အင်းအင်း။ရှင်ယောဟန်ကဒီလိုအေးဝဲခြေပွန်းစွာ ထောက်ပံ့ခြင်းဟာတမန်တရားအတွက်အလုံးလုံးတော်သူဖြစ်စေတယ်လို့ပြောခဲ့တယ်။အော်။ဆိုလိုတာကအမှုတော်မှာတိုက်ရိုက်မှာပါဝင်နိုင်တောင်မှပေါ့လေ။အမှုဆောင်တွေကိုထောက်ပံ့ခြင်းအပြင်တမန်တရားပြန်ပွားရေးမှာအရေးပါတဲ့ပါတနာဖြစ်လာနိုင်တယ်ဆိုတဲ့သဘောပဲ ဟုတ်ကဲ့တကယ်အားရှိစရာချက်တယ်နော်ဟုတ်ပါလားဒါကဒီနေ့ခေတ်အမှုတော်မြတ်ကိုထောက်ပံ့ခြင်းအခြေခံမူတစ်ခုလိုတော့ပြောလို့ရတယ်ဂါယုကိုချီးမွမ်းယုံတယ်မကောင်းဘူးသူတို့ကိုဆက်ပြီးတော့ကောင်းကောင်းမွန်မွန်ထောက်ပံ့မအောင်လို့ပါတိုက်တွန်းထားတာတွေ့ရမှာပါဟုတ်ပါပြီဂါယုရဲ့ဒီလိုကောင်းမွန်တဲ့အားရစရာပုံသက်တွေကိုတွေ့ပြီးတဲ့နောက်မှာတော့ရှင်ယောဟန်ကလုံဝါကိုစင့်ကျင်ဘက်ဇက်ကောင်တယောက်ကိုမိတ်ဆက်ပေးလာတဲ့ဒါရောတွေ့စီတဲ့ဒီညာကားဇလန်ကတကယ်စိတ်လှုပ်ရှားစရာကောင်းလာပြီနော် ဟုတ်တယ် ဒီညကနည်းနည်းတင်မမှုတွေစားတွေ့ရပြီသူပြဿနာကပါလေရှင်ဒါယုတ်ဒီဖေကတော့ကာယုနဲ့လုံးဝကိုပြောင်းပြန်ပဲသူရဲ့အထီးကပြဿနာကသူတို့တွင်အကြီးကြီးဖြစ်လို့တော့ဒါယောဒရီဖေဆိုတဲ့အတုံးလုံးမှာကိုထင်ရှားနေတယ်။အော်။သူကအာနာကိုမတ်မောတယ်။ကိုကိုကို ရှေ့တန်းကျင်တယ်။အဲ့ဒီစိတ်ကြောင့်ရှင်ယောဟန်လိုတမန်တော်ရဲ့အခွင့်အာဏာကိုတောင်းအတိမမပြုတ်ဘူးလေ။ဟုတ်။အတင်းတော်စီရှင်ယောဟန်ရဲ့စာတွေကိုသူလက်မခံဘူးပယ်ချခဲ့တယ်လို့တောင်းယူဆရတယ်။အခွင့်အာဏာကိုမလေးစားယုံပဲလား။ ဒါမဟုတ်တခြားပါတီများလုပ်ခဲ့သေးလဲအများကြီးပိုဆိုးတယ်ဗျရှင်ယောဟန်နာသူ့ရဲ့လုံရတဲ့ကိုတိတိကျကျကို ဖော်ပြထားတယ်ပထမဆုံးကတော့ရှင်ယောဟန်နဲ့သူ့အဖော်ရဲ့အဖိုးမကောင်းသောစကားနဲ့ပြစ်တင်ပြောဆိုရတဲ့အတင်းပြောတာပေါ့ဟုတ်တယ်မဟုတ်မမှန်အတင်းဖင်းနေဆွဆွဲချက်တွေလုပ်ခဲ့တာဒုတိယအနေနဲ့ရှင်ယောဟန်စေလွတ်လိုက်တဲ့အဲ့ဒီခရီးသွားညီကိုတွေကို သူ့ကိုယ်တိုင်လက်မခံဘူးဩ oh. တတိယကပိုဆိုးတာအဲ့ဒီညီကိုတွေကိုလက်ခံခြင်းတဲ့အတင်းတော်ထားတွေကိုသူကတားမိဖင်ရောဟင်စိတ်တုထနဲ့အပြင်းတန်ဆုံးကတော့သူ့စကားနားမထောင်ဘဲနဲ့လက်ခံတဲ့သူတွေကိုအတင်းတော်ကနေမြှင့်ထုတ်ပစ်တယ်တဲ့ဩဒါတော်တော်ဆိုးတာပဲကိုအဖွဲအစည်းထဲမှာဒီလို လုပ်တာကတော့ဟုတ်တယ်ဒါကအတင်းတော်ကိုကိုပိုင်အင်ပိုင်အောင်လို့သဘောထားပြီးအုတ်ချုပ်ခြင်းတဲ့သဘောထားကိုတကယ်ပြနေတာ ဒါတော်တော်လေးပြင်းထန်တဲ့အဖြစ်အမူတွေပဲနော်အတင်းတော်တစ်ခုထဲမှာဒီလိုအာနာရှင်ဆန်တဲ့အကွဲပြဲဖြစ်စေတဲ့ခေါင်းဆောင်မှုမျိုးရှိနေတာကတုံ့လုတ်စရာပဲရှင်ယောဟန်ကဒီဘာဘီလိုတုံ့ပြန်ထားလေရှင်ယောဟန်ကဂါယုကိုတိုက်ရိုက်တည်ပေးတယ်မကောင်းသော အချင်းကို မတူပါခြင်းနဲ့ကောင်းသော အချင်းကိုသာတူပါကြလော့ဆိုပြီးတော့ပို့ဟုတ်ကဲ့ဒါကဒယောတရေဖေရဲ့လမ်းစဉ်တော့ကိုမလိုက်ဖို့ဂါယုကျင့်သုံးနေတဲ့ကောင်းမြတ်တဲ့အေဝစ်ပြုမှုတစ္ဆာဆောင်တိမှုကိုဆက်လုပ်ဖို့အားပေးတာပဲ။ ပြီးတော့အယံပြတ်တဲ့စကားတခုပြောထားလေးတယ်။ဗာမားလေးရှင်။ကောင်းမှုပြုသောသူသည်ဖျားသခင်နဲ့ဆက်ဆံ၏။သိုးသောအမှုကိုပြုသောသူမူကဖျားသခင်ကိုမမြင်ဘူး။တဲ့။အိုးဒီစကားကတော်တော်လေးအလင်းနဲ့ရှိတာပဲ။ဆိုတော့ကောင်းမှုဆိုးမှုဆိုတာကလူတယောက်ရဲ့ဖျားသခင်နဲ့ဆက်ဆံရေးကိုတိုက်ရိုက်ပြီးနေတယ်လို့ဆိုလိုတာလား။အတိအကျပဲဗျာ။လုံးရက်တည်တာစကလုံးတည်ထက်ပိုကျေလောင်တယ်ဆိုသလိုပေါ့ကောင်းမှုပြုခြင်း အဲထို့သဖြင့်မေတ္တာနဲ့အေဝတ်ပြုခြင်းတမာတရားကိုထောက်ပံ့ခြင်းဒါတွေကဖျားသခင်နဲ့စစ်မှန်တဲ့ဆက်သွယ်မှုရှိခြင်းရဲ့အသေးအပွင့်တွေဖြစ်တယ်ပေါ့ဟုတ်ကဲ့စင်ချင်ပဲအနေနဲ့ဒီယိုဒရီဖဲလိုမာနာကြီးတာအာနာမတ်တာမေတ္တာမေစွာပြုမှုတာတွေကဖျားသခင်ကိုတကယ်မတိချွန်းမမြင်ဘူးဆိုတဲ့လက္ခဏာဖြစ်တယ်လို့ရှင်ယောဟန်ကဆိုလိုတာอืมယုံကြည်ခြင်းနဲ့အချင်းကခွဲလို့မရဘူးဆိုတဲ့သဘောပေါ့မှန်ပါတယ်ယုံကြည်ခြင်းနဲ့အချင်းကြားကခွဲခြားမရတဲ့ဆက်သွယ်မှုကိုပြနေလေ ပြီးလို့ရှင်ယောဟန်ကသူကိုယ်တိုင်အဲဒီကိုရောက်လာတဲ့အခါဒီယိုထရီဖဲလုံးရက်တွေကိုလူပုံအလဲမှာပေါ်ထုတ်မယ်လို့လည်းပြောထားသေးတယ်။အော်ဒါခေါင်းဆောင်မှုမှာတာဝန်ခံမှုတာဝန်ယူမှုရှိဖို့လိုအပ်ကြောင်းကိုမိမောင်းထုတ်ပြနေတယ်လို့ပဲ။ဟုတ်ကဲ့ဒီလိုကိုကိုကိုဗဟုပြတဲ့ခေါင်းဆောင်မှုမျိုးကအဖွဲ့အစည်းညီမှာဘလို့တောင်အနေရရှိနိုင်လဲဆိုတာပြနေတယ်လို့ပဲနော်။ဒါမဲ့ရှင်ယောဟန်ကဒီမကောင်းတဲ့ပုံစံနဲ့ပဲအဆုံးမတတ်ဘူးနောက်တဲ့ပုဂ္ဂိုလ်တယောက်ကိုသူမိတ်ဆက်ပေးသေးတယ်နော် ဟုတ်ပါတယ် ဒီယိုထရီဖရီရဲ့အနုလက္ခဏာဆောင်တဲ့ပုံရိပ်ပြီးရင်နောက်မှာရှင်ယိုဟန်ကအကောင်းဘက်ကစံပြအဖြစ်နဲ့ဒေမန်ထရီဆိုတဲ့ပုဂ္ဂိုလ်ကိုချက်ချင်းတင်ပြတယ်။သူ့အကြောင်းမှာမသားစရာအကောင်းဆုံးကတော့သူ့အတွက်ကောင်းတဲ့တသက်ခံချက်တွေဟာဖတ်ပေါင်းဆောင်ကလာတယ်ဆိုတာပါပဲ။ဟောဖတ်ပေါင်းဆောင်ကဆိုတော့ကိုနည်းနည်းလေးရှင်းပြပေးပါလားရှင်။ဘယ်သူတွေကသူ့အတွက်တသက်ခံကြရလဲ။ရှင်ယိုဟန်က၃မျိုးပြောထားတယ်။ပထမတစ်ခုကလူအပေါင်းတို့တွေတသက်ခံရည်တဲ့။ဒါကသူ့ရဲ့ပတ်ဝန်းကျင်က ယုံကြည်သူအတိုင်းဝိုင်းညီကိုမောင်နှမတွေကသူ့ရဲ့ကောင်းမွန်တဲ့အကျင့်စရိုင်းနဲ့အတ္တတအတွက်အတိပတိကြရဲဆိုတော့ကိုပြတာဟုတ်ကဲ့လူချစ်လူခင်ပေါ်တာပေါ့ဘယ်လိုတဘောမျိုးပေါ့သူဟာ လူရင်းနဲ့တဟဇာတာဖြစ်ပြီးလေးစားမှုရရှိသူဖြစ်ပုံရတယ်ဒုရယကတမာရီယာဒီလေတက်တေခံကြီးတဲ့ဒါကနည်းနည်းပုံနဲ့နေတယ်อืมသူ့ရဲ့အတ္တတ သူရဲ့အဖြစ်မှုတွေကဘုရားသခင်နှုတ်ကပတ်တော်တမန်ရရဲ့စံနှုန်းနေနဲ့တသားတည်းကျနေတယ်၊ကိတ်ညီနေတယ်လို့ဆိုလိုတာ။သူဘဝကိုယ်၌ကတမန်ရအတွက်တက်တည်တစ်ခုဖြစ်နေတာပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့။တတိယအနေနဲ့ရှင်ယောဟန်ကိုယ်တိုင်ကငါတို့ဒီလေတက်တည်ခံကြ၏။ငါတို့တက်တည်ခံချက်မှန်သည်ကိုတင့်တည်၏လို့အခိုင်အမာပြောထားတယ်။ ဆရတမန်တော်လိုအကြီးအကဲအတိမဖြူခံထားတဲ့ခေါင်းဆောင်မှုကသူ့ရဲ့ကောင်းမွန်မှန်ကန်မှုကိုအတည်ပြုပေးတာပါဒါဆိုရင်စစ်မှန်တဲ့ခရစ်ယာန်သက်တာဒါမှမဟုတ်ခေါင်းဆောင်မှုရေးသွေးဆိုတာကိုယ့်ဘာသာကိုကျွေးကြော်နေုံမဟုတ်ဘဲနဲ့ပဝင်းခင်အတိုင်းအဝင်းကရောဖျားသခင်စတန်နုံးတွေကရောယုံကြည်စိတ်ချရတဲ့ခေါင်းဆောင်တွေကပါအတိမတ်ဖြူလက်ခံနိုင်တဲ့အရာမျိုးဖြစ်ရမယ်လို့ဆိုလိုတာပေါ့နော်အဲ့ဒါအီမရန်ကောင်းတဲ့ထူယူချက်ပါပဲဒီမီတီပေါင်ဆိုင်ကအဲ့ဒါကိုပဲပြနေတာပါ ဂုံးရင်ကောင်းဆိုတာတနေရာတဲကအတန်ထွက်လာတာမဟုတ်ပဲဒီလိုအလှပေါင်းစုံကနေအတီးပြုချက်ရတဲ့အခါပိုပြီးခိုင်မာမှုရှိတယ်လေမှန်ပါတယ်ဒါဟာကျွန်တော်တို့အားလုံးအထူးသဖြင့်ခေါင်းဆောင်မှုနေရာမှာရှိနေတဲ့သူတွေအတွက်အတူယူတင်တဲ့ဆက်နမူနာပါပဲဟုတ်ကဲ့စာရေးအဆုံးသက်ပိုင်းကိုကြည့်လိုက်တော့ရှင်ယိုဟန်ကရေးစရာတွေအများကြီးရှိသေးပြီမဲ့စာနဲ့မင်းနဲ့ရေးတာထက်မင်းနာချင်းဆိုင်တွေ့ပြီးစကားပြောကျင်တယ်ဆိုတဲ့သူ့ရဲ့စန်တာကိုဖော်ပြထားတာတွေ့ရတယ်ဟုတ်တယ် ပြီးတော့ငင်းတက်ချင်းတို့ဆူတောင်းပေးပြီးမိဆွေတွေကိုတယောက်ချင်းနာမည်တက်နှုတ်ဆက်ခိုင်းတယ်ဒီလိုပို့ကိုရေးဆန်တဲ့အဆုံးသက်တော်ဘာကိုပြနေတလဲရှင်ဂဂရှိခေခရစ်ယာန်အတိုင်းဝိုင်းရဲ့ယင်းနီနွေးထွေးတဲ့ဆက်ဆံရေးကိုပြပါတယ်စာရေးဆက်သွဲရတာခက်ခဲတဲ့ခေတ်မှာမျက်နှာချင်းဆန်တွေ့ဆုံခြင်းပို့ကိုရေးအရာယင်းနီနီစကားပြောဆိုခြင်းကိုတံပေါ်ထားကြောင်ပြနေတာပေါ့ဟုတ်ကဲ့ငင်းတက်ချင်းဒီတင်တဲ့ရှိစေတည်းဆိုတဲ့ဆူတောင်းကလည်းအရေးပါပါတယ်ဒီယိုထရီဖလဲလူတွေကြောင့်ဖြစ်ပေါ်နေနိုင်တဲ့တဲမမိုးတွေ ပဋိပက္ခလေးကြားထဲမှာအသိန်းတော်အတွက်ငင်းသက်ခြင်းနဲ့တာဇာရဖတ်မှုကဘလောက်လိုအပ်နေတယ်လဲဆိုတာကိုအရေးအမျိုးပြနေလို့ပဲဟွန်းအတိပဲရှိပါတယ်နောက်ဆုံးမှာမိစေတွေကိုတယောက်စီချီရင်တွေနှုတ်ဆက်လို့ဆိုတဲ့စကားကအသိန်းတော်ဆိုတာအဖွဲစည်းချီးတတ်တယ်မဟုတ်ပဲတူးချင်းတိကျွညီနေတယ်တန်ဖိုးထားရတယ်မိစေတွေ လူပုဂ္ဂိုလ်တွေနဲ့ဖွဲ့စည်းထားတဲ့မိသားစုလိုဖြစ်တယ်ဆိုတဲ့ခံစားချက်ကိုပေးပါရယ်ဟုတ်ပါပြီဒီဩဘာရစာတိုးလေးတစ်ခုလုံးကိုခြုံငွေပြန်ကြည့်လိုက်တဲ့အခါကျမတို့ကထုံယူနိုင်မယ့်အဓိကသင်ခန်းစာတွေကဘာတွေဖြစ်မယ်လို့ထင်ပါသလဲဂါယုဒီယိုထရီဖလဲဒီမထရီဆိုတဲ့ဒီကွဲပြားခြားနားတဲ့ပုံစံတွေနဲ့ကျမတို့ဘာတွေသင်ယူနိုင်မလဲအဓိကအချက်၃လေးခုလောက်တော့ကောင်းလို့ကြည့်လို့ရမယ်ထင်တယ်ပထမဆုံးကတော့ဂါယုစီကသင်ယူရမှာပေါ့ ဝိညာဉ်ကြီးကကောင်းစားခြင်းနဲ့ဘဝတွေလက်တွေ့ကြတဲ့ကောင်းစားခြင်း၊ကြမ်းမာခြင်းတွေကြာကဟန်ချက်ညှိမှုပါဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ရဲ့အခြေအနေကအသက်တာရဲ့တခြားကဏ္ဍတွေအားလုံးအပေါ်မှာတည်ရောက်မှုရှိတယ်ဆိုတာသတိပေးနေတာဒုတိယသင်ခန်းစာအားလည်းဂါယောစီကပဲဗာမြလဲရှင်တမတရားကိုဖြန့်ဝေနေတဲ့အမှုဆောင်တွေကိုလက်တွေ့ကြကြကိုယ်ကြီးထောက်ပံ့ခြင်းပေါ့အဝိပူတာငွေကြေးအားပေးခြင်းအဲ့ဒါတွေကတမတရားအမှုတော်မှာကိုယ်တိုင်ကိုယ်ကြပါဝင်တာနဲ့တန်းတူအရေးပါပြီးတတ်မှုရှိတယ်ဆိုတဲ့အချက်ပါပဲဟုတ်ကဲ့ ဒယော့ဒရစ်ဖာစီကရတဲ့သတိပေးချက်ကတော့ဘလို့အကျိုးရှိနိုင်မလဲသူစီကသင်္ကန်းစာတော့နည်းနည်းခါသမဲ့ချင်းတယ်နော်ခါပေမဲ့အရေးကြီးတဲ့သင်္ကန်းစာပါပဲဒယော့ဒရစ်ဖာကကိုကျိုးရှာတဲ့မာနာကြီးပြီးအာနာမမောတဲ့ခေါင်းဆောင်မှုရဲ့အန်ဒီယကိုရှင်းရှင်းလင်းလင်းပြသနေတာဒီလိုခေါင်းဆောင်မှုမျိုးကအဖွဲ့စည်းရဲ့စည်းလုံးညီညွတ်မှုကိုဖျက်ဆီးနိုင်တဲ့အမှုတော်ကိုတားဆီးနိုင်တယ်တကြောင်ခေါင်းဆောင်တွေကိုရွေးချယ်တာပဲဖြစ်ဖြစ်သူတို့နောက်ကိုလိုက်တာပဲဖြစ်ဖြစ်ပေါ့ သူတို့ရဲ့အချင်းစရိုက်နှိမ်ချမှုမေတ္တာတရားနှစ်တမာတရားအပေါ်တစ္ဆရှိမှုကိုတေချာပိုင်းခြားသိမြင်ဖို့လောအကြောင်းပင်ပင်ထန်ထန်တတိပေးနေတာဟုတ်ကဲ့မကောင်းသောခြင်းကိုမတူပဲနဲ့ဆိုလက်တိုက်တွန်းချက်ကကျွန်တော်တို့ကိုယ်လိုက်လဲဒီလိုစိတ်တဘောသားမျိုးမမွေးမိအောင်အမြဲဆင်ကျင်ဖို့ပဲပေါ့မှန်ပါတယ်နောက်ဆုံးဒီမီထရီရဲ့ပုံသက်တွေကနေတော့ဘာကိုအထူးကအားဖြစ်ပေးသွားလဲရှင့်ဒီမီထရီကတော့တီကြီးခိုင်မာလဲလူများကတော့ တမတရားကပါအတိအမဲ့ပြတဲ့ကောင်းမွန်တဲ့တသက်ခန့်ချက်ရဲ့ဓမ္မကိုပြတယ်။တခဏတာ လူကြိုက်များမှုဒါမှမဟုတ်ကိုကိုကိုမျောစားမှုမျိုးမဟုတ်ပဲနဲ့အချိန်နဲ့အမျှဘတ်ပေါင်းဆောင်ကနေအတိပြုနိုင်တဲ့အချင်းစီရိုက်ကောင်းမွန်ခြင်းကတကယ်တမ်းမှုရှိတယ်ဆိုတော့ဖော်ပြတယ်။ဟုတ်ကဲ့။ဒါကျွန်တော်တို့အသက်တာမှာယီမန်းတင်တဲ့ဆန်တစ်ခုပါပဲ။ကိုယ့်ရဲ့အသက်တာ လှုပ်ဆောင်မှုတွေကဖျားသခင်ရဲ့စံနှုန်းတွေနဲ့ကိုက်ညီပြီးပဝန်းကျင်ကိုကောင်းတဲ့တယောက်မှုပေးနိုင်ဖို့ကြိုးစားတင်ကြောင်းတင်ပေးနေတာဟုတ်ကဲ့ဒီပုဂ္ဂိုလ်သုံးဦးရဲ့ကွေးပြားတဲ့ပုံစံတွေကလည်းဒီနေ့ခေတ်အသင်းတော်တွေအလုပ်ခွင်တွေလူမှုဖွဲ့စည်းတွေတဲကကောင်းဆောင်မှုပုံစံတွေလူပုဂ္ဂိုလ်တွေရဲ့ပြန်လည်ဆက်ဆံရေးတွေနဲ့ဘလို့ဆက်ဆံနေလဲဆိုတာစဉ်းစားကြည့်ရင်အများကြီးသင်ခန်းစာရနိုင်ပါလေဟုတ်ကဲ့ဒီနေ့ရှင်ယောဟန်ဩဝါဒစာတတိယဆောင်တွေက ကာယုရဲ့တစ္ဆာဆောင်တည်မှုနဲ့ရဲရုံမှုဒီယိုဒရီဖရက်ရဲ့အတ္တကြီးမှုနဲ့ထိ ंछ ုတ်လို့မှုပြီးတော့ဒီမီထရီရဲ့အများလေးစားရတဲ့ကောင်းမွန်တဲ့တက်တည်ခံချက်တွေကိုဆန်းစစ်ခဲ့ကြပါတယ်။ဒို့ပေမဲ့တကယ်အချက်လက်ပြည့်စုံပြီးသင်ခန်းစာတွေအများကြီးပေးတဲ့စာရဆောင်ပါပဲနော်။ဟုတ်ပါတယ်ဗျာ။အဆုံးသတ်အနေနဲ့တွေးစရာလေးတခုတော့ခြံထားခဲ့ခြင်းပါတယ်။ဟုတ်ကဲ့ပြောပါရှင့်။อืมစဉ်းစားစရာပဲ။ပြီးတော့လေ တမာကြီးအားကိုတက်ကြွလာဆိုတာထောက်ပံ့ခြင်းနဲ့ကိုကျိုးရှာခေါင်းဆောင်မှုကိုတတိပြုငင်းပယ်ခြင်းဆိုတဲ့ဒီမူတွေကကျွန်တော်တို့ရဲ့အလုတ်ခွင်မိသားစုဒါမှမဟုတ်တခြားလူမှုရေးရပတ်သက်ဆက်ဆက်မှုတွေမှာတော့ဘလို့လက်တွေ့ကြတဲ့အတုံးတွေမှုရှိနိုင်မလဲဆိုတာကိုစက်ပြီးတွေးတိုးဆင်ခြင်ကြီးဟုအားဖေးခြင်းပါတယ်ခင်ဗျာ